ကာတွန်းပညာဟာအကြောင်းအရာမျိုးစုံကိုအခြေခံပြီးပုံဖော်ရတာဖြစ်တယ်လို့ရန်ကုန်မြို့ပြင်သစ်တန်ရုံမှာပြုလုပ်တဲ့ကာတွန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ ပြင်သစ်ကာတွန်းပညာရှင်ကဧပြီ24ရက်နေ့ကပြောဆိုလိုက်ပါတယ်။မြန်မာကာတွန်းပညာရှင်တွေရဲ့လက်ရာတွေကိုလေ့လာလို့ပြီးပညာရှင်တွေ၊ဝါသနာရှင်တွေအပါအဝင်ကာတွန်းပညာကိုစူးစမ်းလေ့လာသူတွေကိုလည်းကာတွန်းဆရာဆိုင်မွန်ဂေးလီယော့ကဖိတ်ခေါ်ခဲ့ပါတယ်။ကာတွန်းပညာဟာ တကွထင်းနဲ့ပြောလိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြသနိုင်ပြီးမြန်မာနိုင်ငံကကတ်တွန်းဆီယာတွေရဲ့အတွေးခေါ်နဲ့လက်ရာဟာနိုင်ငံတကာကိုထိုးဖောက်နိုင်တယ်လို့ဗဟုပညာရှင်ကုကြုံကြုံမင်းကဆိုပါတယ်ကျွန်တော်တို့မြန်မာပြည်မှာကလောကတစ်ပေါင်းမြန်မာဆိုတာဒီကတ်တုန်းနဲ့ရုပ်ပြနေတာသက်သက်ကကျွန်တော်တို့တွေလည်းရှိပါတယ်ကတ်တုန်းကတစ်ခွက်လေးနဲ့ဒီပျော်ရွှင်စေတယ်တစ်ခွက်လေးနဲ့နောက်ပြီးတော့ခုဆိုလို့ရှိရင်ပြည်စားနေနိုင်ငံရေးတယောတဲ့ကတ်တုန်းဆိုတစ်ခွက်လေးနဲ့ကိုအများကြီးပျောက်ပျောက်တယ် ဒီရတဲ့ပုံစံမျိုးရှိတယ်။ဒီကလူတွေကဘွားပဲပို့တိုက်တယ်။ကျွန်တော်မြန်မာပြည်မှာဆိုကာယဖို့ပူချီစီရင်လက်ရမျိုးနဲ့အဲ့လိုမျိုးပါ။တပိဟိုဘာဝဘက်ကလူနေမှုစိတ်ကိုစဉ်းချမ်းတာပေါ့။ကြီးဆွဲအောင်ပြည့်နေရတယ်။ပြင်သစ်ကတ်တုန်းစီယာဆိုင်းမွန်ဂီလီယိုရဲ့ကတ်တုန်းတွေဟာသဘာဝအတိုင်းပြင်ပမှာဖြစ်ပေါ်နေတဲ့အယုတ်တွေအတိုင်းတင်ဆက်ထားတာဖြစ်ပြီးရန်ကုန်မှာ ကတ်တုန်းပြပွဲဟောပြောပွဲနဲ့အလုံယုံဆွေးနွေးပွဲတွေကိုကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။